ချက်စီးတင်းစီပြောင်းရွှေ့ခွင့်ပေးဖို့ AC Milan ကိုတောင်းဆိုလိုက်တဲ့ကိုသမားမိုင်းနဲ့ဒီတော့ကတော့ EDD CD ရဲ့ club AC Milan အသင်းရဲ့ထိတ်တဲကိုသမား Mike Milan ဟာ Premier League ထိတ်တဲ club ချက်စီးတင်းစီကိုပြောင်းရွှေ့ခွင့်ပေးဖို့သူရဲ့လက်ရှိတင်းကိုတရားဝင်တောင်းဆိုလိုက်တယ်လို့သိရပါတယ်ဒီတတိယလာမယ့်နယူးယอร์กပြောင်းရွှေ့ဈေးကွက်မှာအထူးစိတ်ဝင်စားစရာပြောင်းရွှေ့တစ်ခုဖြစ်လာနိုင်ပါတယ် Premier League ထိတ်တဲ club ချက်စီးတင်းဟာ AC Milan အသင်းနဲ့စာချုပ်တက်တန်တနည်းသာကြန့်ရှိတော့တဲ့ပြင်သစ်လက်ရွေးစဉ်ကိုသမားမိုင်းနန်ကိုခေါ်ယူဖို့ကြိုးပမ်းနေတာလာပေါင်းများစွာရှိနေပါပြီ။မိုင်းနန်ဟာပြီးခဲ့တဲ့ရာသီတွေကအေစီမီလန်မှာထူးချွန်တဲ့စွမ်းဆောင်ရည်တွေကိုပြသခဲ့ပြီးအိုရိုပါရဲ့ထိတ်တန့်ကိုသမားတွေကတအုပ်ဖြစ်အတိမတ်ပြုခံထားရပါတယ်။ သူအသင်းရဲ့နောက်တန်းကိုအမြဲတမ်းခိုင်မာအောင်ထိန်းချုပ်နိုင်စွမ်းရှိပြီးသူရဲ့လက်ဆန်းပြကာကွယ်မှုတွေကအသင်းအတွက်အမှတ်ပေါင်းများစွာကိုရယူပေးနိုင်ခဲ့ပါတယ်။အခုတော့လာမယ့်ကလပ်ကဘဖလာပြန်ပွဲမစတင်မီသူ့ကိုခေါ်ယူနိုင်ဖို့ချက်စီဘက်ကချိန်မီကြိုးပမ်းနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။အခုကမှတော့ အီတလီမီဒီယာတွေကအဓိကဖော်ပြနေကြတာကမိုင်နန်ကိုရင်ကလည်းချက်စီတင်းစီပြောင်းရွှေ့ကစားဖို့ဆေးရထက်တယ်နေပြီး AC Milan အသင်းကိုအသင်းကနေထွက်ခွာပြင်ပေးဖို့တရားဝင်တောင်းဆိုထားတယ်ဆိုတဲ့သတင်းမှပဲဘောလုံးပြောင်းရွှေ့တွေမှာကစားသမားကိုရင်ကပြောင်းရွှေ့ခြင်းနဲ့စိတ်ပြင်းပြနေတာဟာအပြောင်းရွှေ့တစ်ခုဖြစ်မြောက်ဖို့အဓိကကြတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ဒီပြောင်းရွှေ့ဖြစ်မြောက်ဖို့အခွင့်အလမ်းတွေပုံများလာပြီးလို့ခံမှန်းလို့ရပါတယ်။မိုင်နန်အနေနဲ့ပရီးမီးယားလိရဲ့တိုင်းဆိုင်မှုပြင်းထန်တဲ့ဘဝင်းကျင်ကိုစူးစမ်းနေတာဒါမှမဟုတ်ပုံမမြင်ပါတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေတာလည်းဖြစ်နိုင်ပါတယ်။ AC Milan တရအသင်းနဲ့စာတုံးတက်တန်တနေ့တာကြံရှိတော့တဲ့မိုင်နန်အတွက် ပြောင်းရွှေ့ခြေပေါင်တန်း30ကနေ25တန်းကြာလိုရှိနေတယ်လို့သိရပါတယ်။ဆက်စီတင်းကတော့ဒီပြောင်းရွှေ့ခြေကိုပေးချေဖို့အစဉ်သိရှိနေတယ်လို့သတင်းတွေကဆိုပါတယ်။ဒီပြောင်းရွှေ့ခြေပမာဏဟာမိုင်းနယ်လိုထိတ်တန်းကုသမာတူအတွက်ဆိုရင်တန်တယ်လို့ဆိုနိုင်ပါတယ်။အထူးသဖြင့်သူရဲ့စာချုပ်တက်တန်းကဒီနေ့ပဲကျန်တော့တာကြောင့်သူ့ကိုဒီနေရာကြီးမှာရောင်းချဖို့ AC Milan အတွက်အကောင်းဆုံးခွင့်လမ်းပဲဖြစ်ပါတယ်။ဆက်စီတင်းဟာ ဒီမျိုးစီပြောင်းရွှေ့ကာလမှာအတင်းကိုအာရင်ဖြစ်တင်းမှုတွေပြင်းထန်ပြုလုပ်နေပါတယ်။လက်ရှိမှာတော့တန်းစင်းသွားတဲ့အစ်ဆွေတင်းရဲ့အသက်22နှစ်အရွယ်တိုက်စစ်ကစားမလီယန်ဒီလက်ကိုခေါ်ယူထားပြီးဖြစ်ပါတယ်။တဟာနီပြတဲ့ရဲ့စီမံကိန်းတွေနဲ့အညီဒုငယ်ကစားမတွေကိုအာရုံစိုက်နေတာပဲဖြစ်ပါတယ်။ဒါပြင်ဂျာမန်ကလပ်ဒေါမွန်အတင်းရဲ့အသက်20အရွယ်သာရှိသေးတဲ့တောင်မန်ကစားသမားဂျီမီပိုင်နဲ့ဂစ်တစ်ကိုလည်းခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။ချက်ကြီးတင်းနေတဲ့လာမယ့်ရာသီမှာပရီးမီယားလိဘလာနဲ့ဥရောပပြိုင်ပွဲတွေမှာအောင်မြင်မှုတွေရရှိဖို့အတွက်အတင်းကိုအဓိကကြားတဲ့နေရာတွေမှာအားဖြစ်တည်ဆောက်နေတာကိုလည်းတွေ့ရပါတယ်။မိုင်းနယ်လိုထိတ်တန်းကုသမာတို့ထပ်မံရောက်ရှိလာခဲ့မယ်ဆိုရင်တော့သူတို့ရဲ့နောက်ဆုံးခန့်စစ်ပိုင်းကပုံပုံခိုင်မာလာမှတည်ကြပြီးအတင်းရဲ့အောင်မြင်မှုအတွက်ရေးပါတဲ့ခန့်ကန်နာက နေပါဝင်နိုင်မှာပါ။ဝိုင်းနိုင်ရဲ့ချက်စီးတင်းကိုပြောင်းရွှေ့ခြင်းနဲ့ဆန္ဒကအပြောင်းရွှေ့ကိုပိုးပြီးလေးမြန်စီမလား။အမမို AC Milan ကသူ့ကိုစာချုပ်တိကံလန်ပြီးဆက်လက်ထိန်းထားမလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။မိုင်းနီယာ AC Milan အတင်းအတွက်ရေးပါတဲ့ကစားသမားဖြစ်တာကြောင့်သူ့ကိုလွယ်လွယ်နဲ့လက်လွတ်ခံမှာမဟုတ်ပါဘူး။ဒါပေမဲ့ကစားသမားရဲ့ဆန္ဒကပြောင်းရွှေ့ကိုအဆုံးဖြတ်ပေးနိုင်တဲ့အဓိကအချက်ပါ။ဒါမဲ့ရပိုင်းတွင်ဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးဘလို့တွေဆက်ပြစ်လာမလဲဆိုတာကိုပဲဘလုံးပရိသတ်တွေဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမမတို့ချစ်တဲ့